နေ့စဉ်စိတ်ဖိစီးမှုတွေကြောင့်ပင်ပန်းနွမ်းနယ်နေလားအတွင်းစိတ်ငြိမ်ချမ်းမှုကိုတောက်တနေမိလားကျွန်တော်တို့တွေကအများစုဟာဒီလိုခံစားနေကြရပါတယ်သတိပဋ္ဌာန်ကိုပြိုးထောင်ဖို့နဲ့ဘဝရဲ့ရှုပ်ထွေးမှုတွေကြမှာကိငယ်အေးချမ်းမှုကိုရှာဖွေဖို့ရိုးရှင်းပြီးအစွမ်းထက်တဲ့စီမင်းသုံးခုကိုရှာဖွေလိုက်ပါသတိပဋ္ဌာန်ဆိုတာပြစ်စုံပံကိုအာယုံဆိုင်ပြီးဝေဖန်မှုမရှိဘဲအကြည့်ရှုခြင်းမြတ်တာဖြစ်ပါတယ် ဒါဟာတင့်ရဲ့အတွေးတွေခံစားချက်တွေနဲ့ခန္ဓာကိုယ်ခံစားမှုတွေကိုသတိပြုမိစေဖို့ပါပဲဒီအလေးချက်ဟာအတွင်းစိတ်ငြိမ်းချမ်းမှုကိုရရှိဖို့နဲ့ပုံမူပြည့်စုံတဲ့ဘဝကိုနေထိုင်ဖို့အတွက်အရေးကြီးပါတယ်ကျွန်ုပ်တို့ဤပထမဆုံးစီးမြင်မဝေဖန်ပဲစောင့်ကြည့်ပါခံစားချက်တွေပေါ်လာတဲ့အခါရိုးရိုးလေးသတိပြုပါ ကောင်းသည်ဆိုးသည်ဟု တစိမ့်မကပ်ပါနဲ့ ဒီလိုလှုပ်ချင်းဖြစ်သူတို့ရဲ့လွတ်မှုမှုကနေခွဲထွက်နိုင်ပြီးခံစားချက်တွေရဲ့စွမ်းအားကိုရှော့ချကာပိုမိုရှင်းလင်းတဲ့ရှုထောင့်ကိုရရှိစေပါလိမ့်မယ်ဒုတိယစီမင်းပြစ်ဆုတ်ပံကိုလက်ခံပါဖြစ်ပျက်နေတာကိုစန့်ကျင်ခြင်းကဆင်းရဲဒုက္ခကို ပိုတိုးစေပါတယ်ခက်ခဲတဲ့အချိန်တွေမှာတော့လက်ရှိအခြေအနေကိုအတိမတ်ပြုပါဒါကစိတ်ခံစားမှုအရတုံ့ပြန်မဲ့အစားထိထိရောက်ရောက်တုံ့ပြန်နိုင်စေပါတယ် ကျွန်ုပ်တို့ဤတတိယစီမင်းကယူနာစိတ်ကိုမွေးမြူပါတငယ်ချင်းတယောက်လိုပဲကိုကိုကိုကျင်နာပါဒီစစ်မှန်တဲ့ကျင်နာမှုကိုတခြားသူတွေစီပါဖြန့်ကျက်ပါကယူနာကစိတ်ဖိစီးမှုကိုလျှော့ချပြီးတာယာဝပြောမှုကိုမြင့်တင်ပေးပါတယ်ဒီစီမင်းသုံးခုကိုတတိယပါမဝေဖန်ပဲစောင့်ကြည့်ခြင်းပြစ်ဆုတ်ပံကိုလက်ခံခြင်းနဲ့ကယူနာစိတ်ကိုမွေးမြူခြင်းတို့ပါအတွင်းစိတ်ငြိမ်းချမ်းမှုဆိုတာဖြတ်တန်းရမယ့်လမ်းစဉ်တစ်ခုပါ စိတ်ရှိပါစဉ်ဆက်မပြတ်လေ့ကျင့်ပါပြီးတော့ပုံမတင်ငင်အေဂျင့်နဲ့ဘဝကိုလက်ခံပါဒီယိုရှင်းနဲ့စီးမြင်၃ခုဟာတင့်ရဲ့ပထမဆုံးခြေလှမ်းတွေပါပဲဒီနေ့ဘလို့သတိပဋ္ဌာန်ပြုလုပ်နည်းအသေးစားလေးတစ်ခုကိုတင်ကြိုးစားမလဲအောက်ကကွန်မန့်တွေမှာမျှဝေပေးခဲ့ပါ